မော်ပြင်းနဲ့တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကောင်းလန်းမှာ6ဘင်းရင်တစ်စီးဟာလမ်းမမှာရက်ထားတဲ့12ဘင်းရင်ကိုအချိန်လွန်တိုက်မိမှုဖြစ်ပွားခဲ့ပြီးတဦးသေဆုံးပြီးတဦးထဏ်ရာရခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒဇမာလ၄ရက်နေ့ညနေ6:45မိနစ်ခန့်ကမွန်ပြည်နယ်တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလန်းမိုင်းတိုင်အမှတ်153မြင်းဆောင်3နဲ့4ကြားမှာမော်လမြိုင်ကနေပဲခူးကိုမောင်းနှင်လာတဲ့ Mitsubishi Canter 6ဘင်းရင်ဟာ လမ်းမင်းမှာရပ်ထားတဲ့ Nissan Diesel စံတပိန်းယာဉ်ကိုအချိန်လွန်ပြီးတိုက်မိမှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်တထုံမြို့နယ်မိသက်စခန်းကမိငိမ့်တဲ့ယာဉ်တစီတန်နေမိသက်တပ်ဖွဲ့ဝင်တွေအရံမိသက်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကြောင့် Mitsubishi Canada 6ဘေးယာဉ်ရဲ့ယာဉ်မောင်းအမျိုးသားဟာစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Nissan Diesel စံတပိန်းယာဉ်ရဲ့ယာဉ်အကိုအမျိုးသားသေဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတို့ကို အဖြူရောင်နှလုံးသားလူမှုကွန်ရက်အသင်းကလူနာတရင်နဲ့တထုံခရိုင်ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။